ကျွန်တော်အခုပြောမယ့်စကားတွေထဲမှာအလိန်ညာတွေပါပါကဘေးအန္တရာယ်ရန်စွဲအမျိုးမျိုးတွေ့ပါသေးလို့ကျွန်တော်အရင်ဆုံးသစ္စာပြုပါတယ်။ကဲဒီမှာ TikTok ထဲမှာကျွန်တော် live လွှင့်နေတယ်နော်။ TikTok ထဲမှာကျွန်တော် live လွှင့်နေလူအယောက်ဘယ်လောက်ရှိလဲဆိုတော့296လေးအလူအယောက်300လောက်ရှိတယ်နော်။ ကျွန်တော်ကျွန်းနဲ့ဝယ်တဲ့လူတွေဘာလဲပြောလဲဆိုတော့ကျွန်းနဲ့ရောက်ပြီးတည်းကကျွန်တော်အမတယောက်ဆိုလို့ရှိရင်မရောင်းရတဲ့ထဲတဲ့အကုန်ရောင်းရတယ်နောက်တယောက်ဆိုလို့ရှိရင်ရွှေတွေလဲရတယ်အမေကိုလည်းပတ်စံတွေပို့နိုင်တယ်ကျွန်းနဲ့ဘာပြောမလဲဆိုလို့ရှိရင်ဟိုလက်ဝင်တာပေါ့နော်အဲအဲ့လိုမျိုးနောက်ပြီးတော့ဟိုမြေတွေတယောက်ဆိုဘာပြောလဲကောင်းလေးတယောက်ဆိုလို့ရှိရင်နော် तू အမတန်မအမတန်မတဲ့ तू တန်လျက်ဝယ်ပြီးတဲ့ तू အမတန်မပြောမလဲဆိုလို့ရှိလို့ရှိရင်ကံနေလဲကောင်းလာတယ်နောက်ပြီးတော့အော်ဒီမှာဆိုကျွန်တော်စီကဒီနေ့ဝယ်သွားတဲ့စုပ်လေးနော်ကျွန်းနဲ့ तू စုပ်လုံးလို့တကယ်အဲ့ဒါတော့ကျွန်တော်လိန်ပြောလို့ရှိရင်ကျွန်တော်ဘေးတွေ့ရပြီအဲ့ဒီကျွန်းနဲ့စုပ်နဲ့ကျွန်တော်တံမြာသီးပေါက်ပြီး ထိုးပေးတာကျွန်တော်ဆိုလို့ချင်းကားမောင်းရဲ့လက်ပြန်အရန်အောက်တက်တယ်ခါးတွေပါတယ်ဆိုလို့ချင်းကျွန်တော်ကျိုးရတာခြေထောက်တွေကျိုးရတာခြေထောက်တွေဆိုတင်းကြပြီးတော့နာကျင်ကြိုက်ခဲတာအဲ့ဒီကျိုးနဲ့နဲ့ပေါက်ပြီးတာနော်တကယ်လုံးဝပျောက်တယ်ကျွန်တော်လိန်မပြောဘူးလိန်ပြောဘေးတွေးနော်ခါးနာတယ်ပါမနဲ့ကြတော့အရှင်၁၀ရက်၁၅ရက်လောက်လုံးဝကောင်းနေလို့ရဟောဒီကျွန်းနဲ့နော်ကျွန်းနဲ့စုံနဲ့ပေါက်တာဒီကျွန်းနဲ့ရောက်တဲ့လူတွေတော်တော်များများကိုကျွန်တော်တို့ဒါတိတိတသာပေါ့နော်တိတိတသာကျွန်တော်တို့အစဉ်ပြေလာတဲ့လူတွေရှိတယ်ကျွန်တော်ကဘာလဲဆိုတော့ ကိုကြီးကိုမောင်နှမတွေလည်းရားသေးချင်တယ်ကျုံနဲ့တာအကြောင်းသိချင်လို့ရှိရင် Google ထဲမှာသွားပြီးတော့ရိုက်စာကြည့်လိုက်နော်အကျွေးတွေလည်းပြန်ရတယ်တဲ့မယောင်းကုန်တဲ့ပစ္စည်းတွေလည်းယောင်းကုန်တဲ့ငွေရွှင်တာပေါ့ဗျာကျုံနဲ့တာအကြောင်းပြည့်ပြည့်စုံစုံသိချင်လို့ရှိရင် Google ထဲမှာသွားပြီးတော့ရိုက်စာနော်အဲ့မှာကျုံနဲ့တာအကြောင်းအမတန်မှရခဲ့တဲ့ပစ္စည်းမျိုးလို့ကိုကြီးကိုမောင်နှမတွေရားသေးချင်တယ်ဒီလိုမျိုးတစ်ချောင်းမှတရားတယ်ဗျာကျွန်တော်ရောင်းတာနော်ဒါမျိုးတစ်ချောင်းမှတရားတယ်ပတ်စံတရားကတော့ညီကိုမောင်နှမတွေဘေးမဖြစ်ဘူးမမွဲပါဘူးစောင်းသားကြည့် နော်စောင်းသားလို့ရှိလို့ရှိရင်ညီကုံမောင်တို့မတွေအချိုးထူးချောင်းကောင်းချောင်းညီကုံမောင်တို့မတွေတည်ရလို့ဟုတ်မှာကျွန်တော် TikTok မှာအခု300ကျော်တယ်ဒီအမားရယ်နော်ကျွန်တော်အဲ့ TikTok တွေရဲ့ညီကုံမောင်တို့မ TikTok တွေကကျွန်တော်ဝယ်တာပုံများတယ်အဲ့ TikTok တွေကလူတွေအကိုကြီးဒီလိုဒီလိုဖြစ်တဲ့ထူးချမ်းရယ်ပြန်ပြောပြီးဆိုလာလာပြောတာနည်း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 မဟုတ်ဘူးနော်အဲ့ဒါကျွန်တော်ရဲ့လက်တွေ့ကျွန်တော်ရဲ့လက်တွေ့ကပါလဲဆိုတော့ကျွန်တော်အဲ့ဒီကားပြူလေးဒီကျွန်းနဲ့ရောက်မှကျွန်တော်ဝယ်တာလားအိမ်ရဲ့အိမ်ဂျီကိုတောင်ဆောက်တာရဲ့ချမ်းရဲ့ကျွန်တော်ကျွန်းနဲ့ရောက်မှဝယ်တာလားကျွန်းနဲ့ရောက်ပြီးကျွန်တော်အခုတနေ့ကထီပေါက်တော့ နော်အဲ့ဒါတော့ကျွန်တော်လက်တွေ့ကျွန်းနဲ့လိုချင်တဲ့လူတွေကျွန်တော်စီမှာတရားပဲဗျာဘေးမဖြစ်ဘူးဒီကောင်မှတော့ဘေးမဖြစ်ဘူးတခြားမှတရားပဲကျွန်တော်ရောင်းတာနော်ဖုန်းနံပါတ်ကျွန်တော်ပြောပေးမယ်နော်3965918 Viber နံပါတ်ကိုလာခဲ့ပြီနော်ကျွန်တော်အခုပြောတဲ့အချိန်မှာလိန်ညာပြီးတခုံးပြောရင်ဘေးအန္တရာယ်တွေ့စီဗျာ ။တော့ကျွန်တော်အဲ့လိုတက်ဆာပြပြီးတော့ပြောရဲကျွန်တော်လိန်ပြီးမပြောဘူး။ဒီကောင်မောင်တော်ကလိန်ပြီးလည်းမပြောဘူး။ကျွန်းနဲ့တရားအစ်စ်တော့ကျွန်းနဲ့အကြောင်းကသိချင်လို့စေကကနာသိချင် Google ထဲမှာကျွန်းနဲ့အကြောင်းဆိုပြီးရိုက်ရှာလိုက်အဲ့ဒီမှာလုံးဝအကုန်ပါလေ။အိမ်ရောက်ပြန်ဆန်းကြည့်ပြန်စစ်ကြည့်တောင်းယုံတိုင်းယုံမှာကျွန်းအမတမရှာခတဲ့ပစ္စည်းကျွန်တော်ကဘယ်လိုရလဲဆိုတော့အဲ့ဒီကျွန်တော်နဲ့လည်းထိုက်လို့ပေါ့နော်သူတို့ကဘုံမင်းကောင်ပေါ့ ိုးမင်းတော့နော်ဘိုးမင်းတော့အိမ်မက်ပေးလို့တို့တို့သွားပြီးမင်းတို့သာသနာပြုအရန်ဆင်းရဲတဲ့မိသားစုတွေအိမ်မက်ပေးပြီးတော့ရလာတော့ကျွန်တော်ဒီမှာလျောင်းရင်းနဲ့ပြောမှဆိုကျွန်တော်ရောင်းငိုင်းတာပေါ့ဗျာအဲ့ဒီအနေနဲ့ကျွန်တော်အဆက်ရတို့မှသူကျွန်းပြင်းတပင်းလုံးရတာနတ်ဖွဲ့တာတဲ့ပြင်းအဲ့ဒါကြောင့်မို့တမန်တက်စားလို့ချင်း तू ကပို့ပြီးတော့စွန်းတယ်ဒီဟာရတဲ့လူတွေဆိုလို့ရှိရင်အမတန်ဦးမှကုသကံလည်းထူးနေကြတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီတိရွတ်တဲ့မှာဒီပြည့်တဲ့မှာလည်းရှိလိမ့်မယ်နော်ကျွန်တော်တည်းဝယ်ပြီးတော့အချိုးအချောင်းလေးတွေထူးတဲ့လူတွေကျွန်တော်ဒီ comment out တွေမှာပြင်ပေးပါနော်အလုံးလိုတဲ့လူတွေ နော်အော် sorry အလုတ်လူတဲ့လူတွေနော်ကျွန်းနဲ့ဝယ်ခြင်းတဲ့လူတွေ sorry အလုတ်လူတဲ့လူတွေကျွန်းနဲ့ဝယ်ခြင်းတဲ့လူတွေတုံညာကို9ခုနှစ်ခုနှစ်ခုရှိအလုတ်စိတ်မပြည့်တဲ့လူအလုတ်လူတဲ့လူတွေအလုတ်ချက်ချင်းရမယ်နော်ဒီတစ်ပတ်နှစ်ပတ်အတွင်းမှာသိကြပါဘောက်ပြောမယ်ဆိုလို့ရှိရင်လုံးဝကိုဟိုတိတ်တိတ်ကြတိတ်တိတ်တတာပေါ့ဗျာအဲ့လိုမျိုးတိုးတက်လာလိုက်မယ်နော်တုံညာကို9ခုနှစ်ခုနှစ်ခုရှိဘိုင်ဘာရှိတယ်ဘိုင်ဘာနံပါတ်ကိုလာပြီးကျွန်းနဲ့မှားလို့ရတယ်နော်အားလုံးကျေးဇူးပါ